မင်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင်လင်းမြင့်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်ဤစံနှုန်းတွေနဲ့မကိုက်ညီဘူးပြင်သစ်ဆွေးနွေးကကြေညာနိုင်ငံတော်တိုင်ပင်ခံပေါ်ကဒေါန်ဆန်းစုကြည်နဲ့သမရအဝင်းမြင့်ကိုချက်ချင်းလွှဲရတောင်းဆိုမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင်လင်းမြင့်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ပြင်သစ်ဆွေးနွေးကကြေညာချက်ထောက်ပြန်တယ် ယမန်နေ့မှာကြာခဲ့2020ပြည်နယ်မြမထွေထွေရေကောက်ပွဲပြင်စမများနှစ်ပတ်လည်နေ့စာရထုတ်ပြန်ကြေညာချက်မှထပ်ပါတိုင်းပြင်သစ်ဆိုရကပြောဆိုကြေညာလိုက်ခြင်းဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကမြမနိုင်ငံမှာကျင်းပခဲ့တဲ့အထွေထွေရေကောက်ပွဲပြင်စမများနှစ်ပတ်လည်နေ့ဖြစ်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ဆရာနာဒိမုန်နဲ့တို့ထိုရေကောက်ပွဲရလဒ်တွေခိုးယူခံခဲ့ရကြောင်းစင်စရာက၎င်းတို့ထိန်ချုပ်ထားတဲ့နေမြေဒေသတွေမှာ2025ခုနှစ် ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲကပွင့်လင်းမြင်သာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနဲ့အတိမတ်ပြုခံရမှုဆိုင်အဆန်နှုံးနေနဲ့မကိုက်ညီကြောင်းပြင်သစ်ဆွဲကကြေညာတယ်။ဆီယနာတိုင်းဘွယ်ကတရားမွေအာဏာသိမ်းခဲ့ချိန်ကစပြီးနိုင်ငံရေးအကြောင်းပြချက်နဲ့ဖန်စီကပြစ်ဒဏ်ချခံရတဲ့နိုင်ငံတော်ရဲ့အတိုင်းမီကပ်ပုတ်ကိုတောင်ဆန်းဆွကျင်းနဲ့သမရအဝင်မြင့်တော်ပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုပြန်လွှတ်ပေးပါရန်ပြင်သစ်နိုင်ငံကထပ်မံတောင်းဆိုပါတယ်။ စစ်တပ်ကရဲသားတွေဒီကတိုက်ခိုက်နေရတဲ့လေကြောင်းတိုက်ခိုက်မှုတွေအပအဝင်ဆက်လက်ဖြစ်ပွားနေတဲ့စစ်ဖက်မှုတွေကိုပြင်သစ်နိုင်ငံရှုံချပြီးမြန်မာပြည်သူတွေရင်ဆိုင်နေကြတဲ့ဆိုးရွားလူမှုဒုက္ခတွေနဲ့တိတာထင်ရှားတဲ့ဒေသဆိုင်ရာကြိုးစားတွေပေါ်အလွန်မင်းဆွေမကင်းဖြစ်မိကြောင်းပြင်သစ်စွာထုတ်ပြန်ကြမှာပေါ်ပြတာပါတယ်။ ဖိလစ်ပခအငြိမ်းချမ်းစွာနဲ့ရေရှည်တည်တံ့စွာဖြစ်ရှင်ပေးနိုင်ကိုရည်ရွယ်တဲ့အာဆီယံဘုံသဘောတူညီချက်၅ရာပြင်သစ်နိုင်ငံအထောက်ခံကြောင်းရင်းသဘောတူညီချက်ပါချက်လက်တွဲထူတဲ့ဖြင့်အကြံဖတ်မှုလျှော့ချရင်းနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးစနစ်ဝင်ပြုလုပ်ပေးရန်အတွက်လည်းပြင်သစ်ကထပ်မံတောင်းဆိုပါရစေ။ မြန်မာနိုင်ငံမှာရင်းရှိတည်တံ့မဲ့နိုင်ငံရေးပြည်လည်မှုနဲ့တည်မြဲနိုင်တဲ့ငြိမ်းချမ်းရရှိစေအကြောင်းဝင်ညှိနှိုင်းပေးနေကြတဲ့အာဆီယံကုဋေမလေးရှားနိုင်ငံအထူးကိုယ်စားလှယ်နဲ့ကုလသမဂ္ဂထွေထွေတွင်ရမှုကြောင့်မြန်မာနိုင်ငံသားတူတင်တမန်ဂျူလီဘီရှော်တို့ရဲ့ကျူးစားအားထုတ်မှုတွေကိုပြင်သစ်နိုင်ငံကကြိုဆိုထားပါတယ်။အော်တိုဘလတ်တရနေ့ကလည်းပြင်သစ်သမ္မတမက်ခရွန်ကတောင်းဆန်းစုကြည်တံကိုစာရေးသားပေးဖို့ပြင်သစ်နိုင်ငံနေပြင်တောင်းဆန်းစုကြည်ကိုမမေ့ကြောင်းထုတ်ဖော်ပြောဆိုရတယ်။ ဆက်လက်ပြီးတော့ဒါယုံမြို့နယ်အခြေဆိုင်ခမ440တန်နဲ့ကြောက်ကြီးအခြေဆိုင်ခမ598တန်တို့မှာစစ်သား၃လက်နက်နဲ့လက်ယူဆောင်လာပြီးလင်းဝင်ဘကူရိုက်တိုင်းမြို့နယ်ခမ440တိုင်းနဲ့ကြောက်ကျင်းမြို့နယ်ခြေဆိုင်ခမ598တိုင်းတို့မှာစစ်သား3ဦးလက်နက်နဲ့လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းရန်ကုန်တိုင်းစစ်ဌာနကထုတ်ပြန်တယ်။နိုဝင်ဘာလ10ရက်နေ့မှာရန်ကုန်တိုင်းစစ်ဌာနတိုင်းရင် 9တက်39တက်ပြွာစစ်ကြောင်းတက်ကိုဇက်တွေကဂျပန်စစ်တပ်လောက်ကတ်တိုင်မြို့နယ်ချိန်ဆိုင်ကမ440တန်းမှာတက်သားညီပူနယ်ကမ598တန်းမှာတက်သားတက်သားစောစောမို့လို့လက်နက်ကင်များယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ထို့သောအလင်းဝင်ရောက်လာခဲ့စစ်သားတွေကိုလုံထုံးလုံနည်းနဲ့ညီစိတ်ဆက်လက်ခံပြီးလက်နက်ကင်များနဲ့တူအလင်းဝင်ရောက်ခဲ့စစ်သားတွေကိုဂုံပြုစုငွေတွေချင်းမြေပေးခဲ့ကြောင်းသိရတယ်။ လန်နက်ချပြီးပြည်သူနဲ့ပူးပေါင်းလို့တဲ့စစ်ကောင်စီတပ်သားတွေကိုရန်ကုန်တိုင်းစစ်ဌာနချုပ်ကလက်ခံကြိုးဆိုလျက်ရှိပြီးလူခွင့်ရဲ့ပြေဝါရရှိစေမည်ပြည်ကြောင်းနဲ့လန်နက်နဲ့ပြည်သူရင်ခွင့်ခုလုံလာသူတွေကိုစွန့်ဝေးခြင်းမြင့်ပေးကြမည်ပြည်ကြောင်းရန်ကုန်တိုင်းစစ်ဌာနချုပ်ကထုတ်ပြန်နေဆက်လက်ပြီးမုံမိတ်မြို့ကိုစုပေါင်းရန်နဲ့ကာကွယ်သွားမယ်လို့တလိုင်းတဖွဲ့ပြောတိုင်းမျိုးသားလူများရဲ့တမတော် DNA လေးစုကောက်သွားမယ်မုံမိတ်မြို့ကိုစုပေါင်းရန်နဲ့ကာကွယ်သွားမယ်လို့အဲဒီမြို့မှာချိန်ဆိုင်တဲ့တလိုင်းတဖွဲ့နှစ်ဖွဲ့ကပြောတယ် တက်တုံညာနဲ့ကွန်စင်စင်ဒုတိယပိုင်းမှာ TNL ဦးဆောင်ပြီးပူပေါင်းတပ်တွေတိုင်ပိုက်ကန်မုံမေမျိုးမှာ TNL ပြင်ကချင်လွတ်လပ်ရေးတပ်မတော်ကချင်ဒေသကာကွယ်ရေးတပ်ကြောင့်သားတပ်မတော်ပြည်သူ့လူမျိုးရေးတပ်မတော်နဲ့အန်ယူဂျီလောက်ကမုံမေခင်ဘက်ကဘာတပ်ဖွဲ့နဲ့ချိန်ဆိုင်တာဖြစ်ပါတယ်။ဒါအပြင် TNL နဲ့တူမုံမေမျိုးတိတ်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ဒေါ်လိုင်းတပ်ဖွဲ့တပ်ဖွဲ့ကလည်းမုံမေမျိုးကိုကြံရှိနေတဲ့ဒေါ်လိုင်းတပ်တွေနဲ့ဆက်လက်ကုကံကာကွယ်သွားမယ်လို့ပြောတယ်။ KIA KPD APS တရပူပေါင်းတက်တွေ2024ဇန်နဝါရီကမုံမေမျိုးကိုမြို့သိမ်းတိုက်ပွဲဆင်နေခဲ့တယ်။ ြို့တစ်မြို့လုံးလေးပါသိမ်းလွနေခြင်းနဲ့မှာတရနယ်လေးနဲ့ညှိနှိုင်းပြီးပြန်ဆောက်ခဲ့ပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်ကအင်အားများပြားနဲ့မုံမိတ်မြို့ကိုအင်အားဖြည့်ခဲ့တယ်။အဲဒီနောက်ပိုင်းတက်တောင်ညာနယ်ကွန်ဒူတရပိုင်းမှာတော့တရနယ်လေးဥဆောင်တဲ့ဒေါ်လိုင်းတက်တွေက2024ဇူလိုင်လ31ရက်မှာမြို့ကိုပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။မမေမျိုးသားစစ်ကောင်စီပြန်တော်ဘာက35မိုင်တာကွာဝေးတဲ့ KIA သိပ်ပိုက်တိုင်းမပိမျိုးစီဆဲဦးလှဲလာနိုင်တယ်လို့မမေမျိုးမှာရဲတော်လိုင်းသတင်းမြစ်ကပြောတယ် အရိဘက်လန်ကလည်းပွင့်သွားနိုင်တယ်ပြီးတော့မိုးမိတ်နဲ့ကဲမရှာကမပိန်းမပိန်းက KIA တင်ထားတာ KIA တို့ A တို့ပေါင်းတင်ထားဆိုတော့အဲ့ဒီကောင်ကလည်းမိုးမိတ်နဲ့တိုက်ရိုက်ကြည့်ဖြစ်နေတယ်အဲ့ဒါဆိုရင်မပိန်းကလည်းလက်လို့ရနိုင်ပါတယ်တရုတ်ရဲ့ဂျောင်းဝင်စေဆံမှုနဲ့စစ်ကောင်စီနဲ့ဆွေးနွေးပြခဲ့တဲ့ DNA လေးနဲ့မိုးကုံနဲ့မိုးမိတ်မျိုးကနေဆုတ်ခွာမယ်လို့ပြည်ကအော်တိုဘာ29ရက်မှာကြေညာခဲ့တယ် DNA လေးကထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းကြာမှာပဲမြို့သားညီညီဆိုရ NUG ကာကွယ်ဝင်ကြီးဌာနစေယုံကျောင်းမိတ်ဘဲကုတ်ကဲမှုအောင်မှာရှိပြည်သူ့ကာကွယ်ရေးတပ်တော် MDY PDF ကထိန်းချုပ်နေမြေကာကွယ်ဖို့မိတ်ဖက်တော်လိန်အဆွေနယ်လက်တွဲပြီးစံကုန်ကာကွယ်မယ်လို့ကြေညာပါတယ်။မုံကမြကကွယ်နဲ့ဒေါ်လိုင်းတောင်နဲ့ပြန်လဲတန်းဆောင်မှုတစ်ပွဲနဲ့ကင်းကွာနေရဲဘော်တွေကိုပြည်သူကကွယ်တက်မတော့ပြည်ချက်မိုးကပြာကပြန်လဲဖိတ်ခေါ်ကြညာချအောက်တိုဘာလ30ရက်မှာထုတ်ပြန်ပါတယ်။ ချက်လက်ပြီးဝက်လက်မှာစစ်တပ်တိုက်ခိုက်ခံရပြီးတိတ်ဆုံးမှုရှိဇဂိုင်းနိုင်ဝက်လက်မြန်နယ်မှာစစ်ကားစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတိတ်ဆုံးသူများရဲ့လို့ပြည်သူစေကတော်လည်းတပွဲကထောက်ပြန်နေဝက်လက်မြန်နယ်နောက်ချမ်းမရှိရသာကြည်ရမှာတိုင်းကြထားစစ်ကားစစ်တပ်သား၁၈၀ခန်းပါတဲ့စစ်ကြောင်းနိုဝင်ဘာလကတိုက်ခိုက်ခဲ့တယ်။အဲဒီစစ်ကြောင်းရွာစဉ်ပတ်ပြီးရှုတ်ခဲ့ပြီးတော့ဝက်လက်မြွတ်တွင်တိုင်းစကန်ကုမြောင်မိလန်ကုလတ်တနေရာမှာတော်လည်းတတွေကကြောင်းဖြတ်တိုက်ခိုက်ခဲ့တယ်။တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်က18ဦးသေဆုံးပြီးဝက်လက်မြို့တွင်တိုင်စကန်ကိုဖိအိုဖိအဲအတွက်ပြေးဝင်ရောက်လာတဲ့ ထုတ်ပြန်ကြမှာပေါ်ပြရတယ်။ထုတ်ပြန်ကြရုပ်တံဖိုင်ထဲမှာတော့မြောင်းထဲမှာတည်ဆောင်းတဲ့စစ်ကောင်စီတပ်သားလောင်းနေတဲ့စာအုပ်တွေကတွေးဆွန်နေစစ်ဝတ်ဆောင်တွေတွေ့ရတယ်။ရတကြီးရကစစ်ကောင်စီတပ်သားတွေကရတော်ကုံရတမကုံရတရာဥရနဲ့ထုံးပေါ်ကြရကိုမိရွှေဖြစ်စီခဲ့လို့ဆက်ပြောတယ်။လက်ရှိချိန်မှာစစ်ကောင်စီတပ်အဝက်လက်မြွနယ်တွင်စစ်ကြောင်းတွေပြန်ကြလှုပ်ရှားနေတာကြောင့်ချိန်မြေတိတိတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ပြည်သူအနေနဲ့သက်ဆိုင်အဖွဲ့စီတဲ့သတိပေးညွှန်ကြားချက်ကိုလိုက်နာကြဖို့ပြည်သူစေကတော်လိုက်တပွဲတွေကတိုက်တွန်းနေ။ ဆက်လက်ပြီးဝမ်းတို့မှာလင်းဝင်လာသူတအုပ်ပါဝင်ခါမ120ခါစစ်ကွန်ရှင်တက်တာခုနကဦးကပကပါတိန်တိန်နာစကိုင်းတိုင်းကောလင်ကဲဝမ်းတို့မျိုးနယ်မှာ10ရက်အတွင်းစစ်ကွန်ရှင်တက်တဆိုင်မောပါဝင်ခါမ120တိုင်းကထွက်ပြေးခုန်လုံလာတဲ့စစ်ကွန်ရှင်တက်တာခုနကိုတိန်တိန်ထားလို့ဝမ်းတို့မျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တော်ရှိသူကပြောတယ်ပြည်ကအောက်တိုဘာ20ရက်နေ့ကစပြီး10ရက်အတွင်းဝမ်းတို့မျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိန်တိန်ထားစစ်ကွန်ရှင်တက်တာ9ရောက်ရှိပြီး လက်ရှိမှာစစ်ဆေးမင်းမြန်နိုင်လှူဆောင်နေတယ်။အဲဒီခုနှစ်ယောက်ထဲမှာဝမ်းသူမြန်နဲ့ပကပတန်ချိတ်ဆက်လေးဝင်အောင်လာသူတယောက်ပါဝင်ပြီးကျန်တဲ့သူတွေကတော့စစ်တပ်တိုင်းတွေကနေထွက်ပြေးလာချိန်မှာကြည်ရပကပိုင်းနဲ့တွေ့ဆုံပြီးဖန်စီထိန်ထိန်ရမရလို့ဝမ်းသူပကပတောင်းရှိသူကပြောတယ်။ဒါပြင်အလင်းဝင်အောင်လာသူရောထွက်ပြေးလာသူတွေကတော့တက်မှ30ဒေါ်လာကဝမ်းသူမျိုးချိန်ဆိုင်ခမာ120ကစစ်ကောင်ပြင်တသားရေးဖြစ်ပြီးတက်ဆိုင်မှုဒုတက်ဆိုင်မှုလက်နက်ကြီးတက်တာအပြင်ပေါ်လာဆက်ဖန်စီကန်သူတွေပါဝင်ကြောင်းဆက်ပြောတယ်။ ဝမ်းသူမြေနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ချိတ်ဆက်လင်းဝင်လာသူကမန္တလေးမြို့ကနေပေါ်တာဆက်ဖမ်းဆီးခဲ့ရသူဖြစ်တယ်လို့လည်းသိရတယ်။အလင်းဝင်လာသူကိုလင်းဝင်လာသူလို့စောင့်ကြည့်ကာလာတခုထားပြီးတော့ပြည်သူရင်ခွင်တို့ဘာလို့စီပို့ဆောင်ပေးမယ်။ကျန်တဲ့ထွက်ပြေးလာသူတွေကိုတော့သူတို့စစ်ကြောင်းတွေထွက်ခဲ့ရရှိလို့စစ်ရဆွေးမှုတွေရှိမှရှိထွက်ဆိုချက်တွေယူနေပါတယ်။ဆက်လက်ပြီးလောင်လုံးမြို့ပေါ်ရှိပြည်သူ့ကြန့်ခိုင်နယ်ဖွံ့ဖြိုးရေးပါတီရောမိုင်းဆွဲခံမိလောင်ပြက်စီတနင်္သာရီတိုင်းလောင်လုံးမြို့ပေါ်ရှိပြည်သူ့ကြန့်ခိုင်နယ်ဖွံ့ဖြိုးရေးပါတီရောကိုမိုင်းဆွဲတိုက်ခိုက်ခဲ့လို့လောင်လုံးတပ်မတွေလက်ပြတပ်ဖွဲ့စီကတည်ရတယ်။ အကြံဖတ်စစ်ကောင်စီရဲ့တွေ့ရရွေးကောက်ပွဲကိုလက်မခံတာကြောင့်စန့်ကျင်နေတဲ့နယ်အခုလိုမိုက်ခွဲကြတာဖြစ်တယ်လို့လည်းဆိုတယ်။မိဘပြည်သူများအနေနဲ့လည်းအကြံဖတ်စစ်ကောင်စီရဲ့တွေ့ရရွေးကောက်ပွဲကိုပူပေါင်းဆောင်ခြင်းနဲ့ပြုလုပ်ဖို့နဲ့စီလုံးနှိုးဆော်ပေးခြင်း၊ကိုယ်တိုင်ပူပေါင်းပါဝင်ခြင်းတခြားသောပြည်သူတွေကိုတင်ကြပ်ဖိအားပေးပါဝင်စေခြင်းနဲ့ပြုလုပ်ဖို့အတွက်လည်းထုတ်ပြန်သတိပေးပါတယ်။ဒါအပြင်လောင်လုံးတမဏိလိုက်ပြတပွက်အနေနဲ့ပြည်သူ့ဆန္ဒပပရဲ့တွေ့ရရွေးကောက်ပွဲကိုနေရာဒေသမြေစန့်ကျင်တော့ပြန်သွားမှဖြစ်တယ်လို့ဆိုထားတယ်။ ပြည်ခဲ့အော်တိုဘားလာ20ရက်နေ့မှာလည်းလောင်လုံးတံမီလေးပြတပွဲအားလောင်လုံးမြို့နယ်မမကတ်ကျေးရွာဘက်ကနေကင်းကျေးရွာဘက်ကိုဆက်ကြောင်းတို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုကြားပြတိုက်ခိုက်ခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒီပင်ကျေးဇူးတင်ရှိပါတယ်ရှင်။